တော်တို့လုပ်ငန်းတစ်ခုကိုဥဆောင်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ relationship ကောင်းကောင်းတည်ဆောက်ထားဖို့လိုပါတယ်။အဲ့တော့ relationship ကောင်းကောင်းတည်ဆောက်ထားနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဝန်ထမ်းတွေကကိုယ့်ကို leader တစ်ယောက်အနေနဲ့မြင်လာလိမ့်မယ်။ပြီးရင်ကိုယ့်ရဲ့အလုပ်ပေါ်မှာစေတနာထားပြီးတော့မှအလုပ်တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းကနောက်တစ်ဆင့်တက်လိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ relationship ကောင်းကောင်းတည်ဆောက်ထားဖို့ဆိုလို့ရှိရင်တော့အသုံးပြုလို့ရတဲ့ techniques ၃ခုရှိတယ်။ အဲ့ဒီ technique သုံးခုကိုလည်းကျွန်တော်ကိုယ်တိုင်အခုဆိုလို့ရှိရင်သုံးနေတယ်အဲ့တော့အခုဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်းအဲ့ဒီ technique သုံးခုကိုသာသုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝန်တန်းတွေနဲ့ relationship ကောင်းကောင်းတည်ဆောက်နိုင်နိုင်မယ်အဲ့တော့ number 1 technique ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ active listening မှာအဲ့တော့ active listening ဆိုတာကကိုယ့်ရဲ့ဝန်ထမ်းတွေပြောလာတဲ့စကားတွေကိုကျွန်တော်တို့က actively နားထောင်တာ နော်သူတို့ငါဘာပြန်ပြောရင်ကောင်းမလဲဆိုပြီးတော့မှနားထောင်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အုံနှောင်းနဲ့ရောနှလုံးသားနဲ့ရောနားနဲ့ရောနားထောင်တာပါအဲ့လိုနားထောင်ပေးတဲ့အခါမှာဝန်ထမ်းတွေကသူတို့ရဲ့ခန်းစားချက်တွေကိုကိုကနားထောင်ပေးတာဖြစ်တဲ့အတွက်ကိုနဲ့ relationship ကောင်းပါလိမ့်မယ်အဲ့တော့ number 1 technique ကတော့ဘာလဲဆိုတော့ကျွန်တော်တို့က appreciation လောက်တာပါအဲ့တော့ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့စူးစမ်းနေတာတွေကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကမပါလို့တာလေဆိုတော့ ချီးကျူးစကားပြောဆိုတာပါအဲ့တော့တအားသမီးတို့ဆရာတို့အတွက်လုပ်ငန်းတွေလုပ်ပေးနေကြကျေးဇူးတင်နေအဲ့တော့ဒါလေးတွေလုပ်ပေးတဲ့အတွက်ဆရာတို့ဆိုလို့ရှိရင်ဘလို့ဖြစ်သွားတယ်ဆိုတဲ့ကျွန်တော်တို့က appreciation လုပ်တာအဲ့တော့ငေါ့ဆရာရှိတာမန်ဆရာရှိတာကတော့ကျွန်တော်လူ껙ရမငေါ့ပါဘောနော်အဲ့တော့လူရင်းရှိတော့သွားမငေါ့နဲ့ပေါ့အဲ့တော့နောက်껙မှာကျွန်တော်တို့ကဒါလေးတွေလိုအပ်နေတယ်ဆိုတဲ့အကြောင်းဒါလေးတွေပြုပြင်တင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့က feedback ပေးတာ เนาะဒါဒီနံပါတ်1 techniques ပါအဲ့တော့နံပါတ်3 techniques ကဘာလို့ရမှာလဲဆိုတော့ love language เนาะချစ်ချင်းပြတာနဲ့ပတ်သက်တဲ့ဘာသာစကားခေါ်မလားအဲ့တော့အဲ့ဒါတွေကျွန်တော်တို့ကျင့်သုံးဖို့လိုတယ်အဲ့တော့ love language တဲ့မှာကျွန်တော်တို့ပါတဲ့အရာတွေကတော့ကျွန်တော်တို့စကားလုံးအကောင်းလေးတွေပြောပေးတာကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့မှာနောက်တစ်ခုကကိုယ့်ရဲ့ဝန်ထမ်းတွေကိုလက်ဆောင်လေးတွေကိုကိုယ်တိုင်ပြန်ပြီးတော့မှာပေးတာ เนาะနောက်တစ်ခုတော့ကျွန်တော်တို့အလုံးသိရတဲ့အတိုင်း quality time on hand ရဲ့เนาะတကယ်ကိုတန်ဖိုးရှိတဲ့အချိန်လေးတွေမှာကျွန်တော်တို့ကအထူးထူနေပြီးတာဒါဒီကျွန်တော် quality time နောက်တစ်ခုတော့ကျွန်တော်တို့တို့အပေါ်မှာ service လေးတွေလုပ်ပေးတာเนาะအလုံးဥဆောင်သူတယောက်ဖြစ်ပေမဲ့တို့အတွက်တစ်ခုခုပြန်ပြီးတော့မှလုပ်ပေးတာဒါဒီကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ love language လို့ခေါ်ပါတယ်အဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေဒီ techniques ကိုကျွန်တော်တို့ဒီနေ့ကစပြီးတော့မှသုံးကြည့်ပါသုံးကြည့်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ one dance တွေနဲ့ relationship တစ်ခုကောင်းကောင်းတည်ဆောက်နိုင်ပါလိမ့်မယ်။ဒီကြောင့်တွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဟာအကျိုးတစ်စုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကို့အတွက်အကျိုးတစ်စုံတရာရရဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲကွန်မန့်မှာ yes တော့ရေးပေးပါ။ဒီဗီဒီယိုဆုံးထင်အောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။